တွေ့ပြီလာပါအများရန်ရှိနေပြီလို့ကျေးဇူးတင်လဲတာမန်အတွဲလေးလို့ပါပဲဟုတ်လက်မထုံမယ်ဆုံကျွေးမယ်မင်္ဂလာဆောင်မယ်ညက်နေတင်တာဒါပဲဒီလောက်ပါပဲပုံမှန်ပုံမှန်အတွဲလေးဆောင်လို့ပဲဆောင်ပါမှာဟုတ်အရင်အများကြီးမဟုတ်ပါဘူးဟုတ်လက်တွေတုံနေအခု အရာလုံးတက်ကံကောင်းတယ်သူကယောက်ျားရကံကောင်းတယ်ပေါ့နော်ရန်ချစ်တဲ့အတွဲလိုပဲမြင်မိတာပေါ့နော်ဘာလို့ဆိုကိုကြီးကလည်းသူပါလို့လို့ပါလို့လို့ပါတောင်းဆိုတောင်းဆိုမငြင်းမငြူပဲနဲ့အကောင်လုတ်ပေးတဲ့လူလိုလိုက်တဲ့လူဆိုတာလေ ရန်ချစ်တဲ့အတွဲလိုပဲမြင်မိတာပေါ့နော်။ဘာလို့လဲဆိုတော့ကိုကြီးကလည်းသူ့ဘာလို့လို့ဘာလို့လို့ဘာတောင်းဆိုတောင်းဆိုမညီမညူပိုင်တဲ့အကောင်လောက်ပေးတဲ့လူလိုလိုက်တဲ့လူဆိုတာလေ။အဲ့လိုမျိုးကြတော့အရန်ချစ်တယ်လို့အရန်ချစ်တဲ့အတွဲလိုပဲမြင်မိတာပေါ့နော်။ဟုတ်ကိုကကိုမျိုးကိုအကျင့်ပေးရလေးရှိသေးတာတော့ဆက်ပြီးတော့ပိုပိုဇာတီးရောပန်လောင်းအောင်မသိလိုက်ဘူးရှင်ပိုပိုဇာတီးကဒါပေမဲ့အဲ့လက်ဆော့လောက်နေရတော့ဘန်တို့ဘန်တို့နဲ့ဘန်တို့ ိုင်းကွင်ကြီးပေးရတယ်ပေါ့နော်ပကြီးသိမှာဆိုတော့အဲ့ဒီပန်ထွာရိုက်တဲ့နေမှာပဲပူပူဘာလဲကိုမျိုးဝင်လက်စော့လုပ်နေရသွားလိုက်ပြေးလိုက်အဲ့လိုမျိုးကြတာပန်ကအာပကြီးသိသွားပြီလားပန်ပန်ကြည့်ခဏကြည့်စားပြီနော်ကိုကြီးကဘာဘက်ပြေးလာအောင်မယ်ပြန်လာတော့လည်းလက်စော့ပေါ်ပန်အရင်ပြပေါ့နော်အဲလာတယ်ကိုကြီးကြိုက်လိုက်တာဆိုတော့ပြပြတာဟုတ်ကူကူလည်းမသိပြရဘူးကိုယ်တိုင်အဲ့ဒီကိုယ်တိုင်မသိကြရဘူးဟုတ်မနေ့မိုးလင်းမသိရတာ အဲ့နေဟာကော်လာ surprise ပဲလေဝတ်ဆောင်လဲ surprise ပဲဟိုပါလဲလက်ဆော့လဲ surprise ပဲဗောနော်သူရေသူတော့တော့တိတယ်တော့တော့မတိဘူးသူရေရတယ်ဆိုတာ तू ကတိတော့တိနေတယ်ဒါဒီ proposal ကိုလုပ်မယ်ဆိုတာ तू တိနေတယ် तू ခံစားရတယ်ဒါမဲ့ဘလို့ပေါင်းစားလုပ်မလဲဘလို့လုပ်သွားမလဲဘာဘလို့လဲဆိုတာက तू မသိတာဘာပြောချင်ဒါ surprise ပဲလေနော်ဝတ်ဆောင်ကလည်းဟိုရောက်မှ तू ဟိုဝတ်ဆောင်လည်းသူတို့ဘာလဲကိုမျိုးကိုဘက်က ိုးချုပ်ထားပေးရပါတော့เนาะတို့သားဖက်ကအကောင်လုံးစီစဉ်ထားတာအဲ့ဒါသူဘာမှမသိခဲ့ဘူးပြုရှင်ဒီခိုးရောက်มาတာဘာလဲဒါဒီလိုဒါဒီလိုဆိုတော့သူသိရတဲ့အရာကြီးပဲပေါ့เนาะအဲ့လိုပုံစံမျိုးဝက်ဆိုက်ဝက်ဆောင်ချိန်ခိုင်းတယ်ဒီဝက်ဆောင်မဟုတ်ဘူးဟိုတခြားဝက်ဆောင်ဝက်ဆောင်ချိန်ခိုင်းတယ်အဲ့လိုအကောင်လုံးမမက်ကက်ဒီဘက်ကောင်လုံးလောက်ခိုင်းတာဆိုတော့လေအဲ့လိုမျိုးကြတော့သူဘယ်လိုပြောမလဲတော့တိရတော့မသိဘူးသူရေးထားတဲ့အတိုင်းပဲပေါ့เนาะဒါပေမဲ့သူတော့လာတာမဟုတ်ပါဘူးသူတောင်းပန်ဖို့တပေါင်းလောက်ပဲသူသိတာပါနှစ်ပေါင်းလောက်ကသူမသိလိုက်ပါဘူးဟုတ် ကိုယ့်ရဲ့ပြည်နာမှာနေရန်ရှိနေပြီလို့ကျေးဇူးတင်တယ်။အော်မင်္ဂလာဖြစ်လာပြီဆိုရင်တော့မင်္ဂလာလို့လိုချင်တဲ့အရာပေါ့နော်ဒီလက်ထပ်ခွေတောင်းတာတော့ဒီဟာတွေကပေါ့နော်ပန်လဲမင်္ဂလာမဖြစ်တဲ့လူတိုင်းကလိုချင်တာလေဒါကောမင်္ဂမစိတ်နေဆိုလိုချင်တာဆိုမင်္ဂလာဖြစ်တဲ့လူတိုင်းကလိုချင်တာပေါ့နော်အခုပြောနေဆိုနေကြအရာအလုံးကတော့ကိုမရတဲ့ဘဝကသူများရတော့အဲ့လိုဖြစ်တာပေါ့နော်အဲ့လိုပြောကြဆိုကြတာပေါ့ဟုတ် ်ပန်းတော့အမြဲပြောတယ်သူတခုခုတင်လိုက်ပြီးဆိုတာနဲ့ဘက်ကောမက်တွေမှာဖတ်နေတော့ဘက်ကောမက်တွေမှာဖတ်တော့ဘာလို့လဲငကလက်လောက်တင်နေပြီနော်ဘက်ကောမက်ကဘာလို့ကွာနာမည်ကြီးလာတဲ့လူတယောက်ဖြစ်နေပြီဘာလို့ဆိုတော့လူမြညာရှင်တယောက်ဖြစ်လာပြီဆိုလို့ရှင်ကောမက်တွေလိုက်ဖတ်ဖို့ကမဖတ်တင်တော့ဘာလို့ဘယ်သူမှမဖတ်တော့ဘူးဒီမင်းသမီးတော်ပဲများတယ်ငကလက်လောက်တာများတယ်ကွာသူရေးချင်ရေးဆိုချင်အောင်ဆို ကိုမဖတ်ဘူးကိုမကြည့်ဘူးဆိုရင်ကိုမသိတော့မသိတော့ကိုဘာမှမခံစားရတော့ဘူးကိုဖတ်မယ်ကိုကြည့်မယ်ကိုဆိုရင်ကိုသိရတဲ့အတွက်ကိုခံစားရတာပေါ့နော်အားပဲကွာမဖတ်ရင်တော့ပိုကောင်းတာပေါ့အားရအားလုံးအရာအားလုံးမှာတော့ဟုတ်အော်အမေရောတတိယဘယ်လိုမှဆိုအမေရောတတိယလာပေါ့နော်ကိုပြက်ကြည့်တတ်တမတမင်္ဂလာလေးမင်းအမင်္ဂလေးတွေကြတော့ဒီမင်္ဂလာလေးပဲရှိတာဆိုတော့မိဆောင်ဖားဆောင်လေးနဲ့ဆောင်းကျင်တာပေါ့လေနော်ဟိုဟိုဘာလဲအမေမရှိတော့လဲအမေကိုလွမ်းတာပေါ့အမေဘာလို့သူဟာပြောနေကြတော့ဘာနေလဲ ဟိုအမေကိုမြင်စေချင်တာပေါ့နော်ကံကောင်းမော်မော်သူ့ရဲ့တမီလေးကံကောင်းမော်မော်လေးဟိုဘာလို့ proposal လေးမှလည်းအဲကံကောင်းမော်တရားတင်တယ်လေးဖြစ်တာတို့လူပေါင်းလဲမှာကံကောင်းမော်ခက်ခန်းနန်းနာလေးနဲ့တင်တာတင်တယ်လေးနဲ့ရှိတာဟိုဘယ်ဘယ်သားတမီမဆိုကိုကောင်းတဲ့အရာမှန်များမိဘကိုမြင်စေချင်နေကြတာပဲကိုမကောင်းတဲ့အရာတွေကမိဘကိုမမြင်စေချင်ကြတာလေကိုကောင်းတဲ့ဘယ်အရာမှဆိုမိဘကိုတွေးချင်တယ်ဝေးမြချင်တယ်ထိတွေ့ချင်တယ်အဲ့လိုမျိုးပေါ့နော်ဟုတ်သူရောမင်္ဂလာဘယ်နှစ်ဘွယ်လောက်လုပ် တမန်လူတမန်အတွဲတွေလိုပါပဲဟိုပါလဲလက်မထုံမယ်ဆုံကျွေးမယ်မင်္ဂလာဆောင်မယ်ညက်နေတင်တာဒါပဲဒီလောက်ပါပဲပုံမှန်ပုံမှန်အတွဲတွေဆောင်တယ်လို့ပဲဆောင်ပါမှာဟောအရင်အများကြီးမဟုတ်ပါဘူးဟောလက်တီတုံနေအကူအရင်တော့ဗိုင်းမင်းသမီးမျိုးဆိုကိုလိုက်နေမင်းသမီးအဲ့လိုက်တိုင်းကိုလည်းမျောတာပါနော်ဒါပေမဲ့ခုတော့မလည်းမျောတော့ပါဘူးတို့လည်းအရွယ်ဆိုရှိတယ်လေကဘာလဲအဲ့လိုပြောရအရွယ်ခလေးရမယ်အရွယ်ရောက်နေကြပြီဆိုတော့အယူသင့်ပါတယ်ဟုတ် ဝိုင်းပြီးတော့ဘာလဲလို့ပြောကြတယ်ဝိုင်းပြီးတော့ပြောလာမယ်အရာအလုံးကိုမငင်းမညူဘာလို့လောက်ပြီးပို့စင်တဲ့မှာပဲအကိုကိုရပဲဖြစ်ဖြစ်မကြည့်ရပဲဖြစ်လှမ်းပြီးတော့ဗန်ရေးဒီလိုလေးဒီလိုလေးဆိုရင်အစင်တဲ့ပါပဲ ready ပါပဲဟုတ်ဝိုင်းကူပေးဖို့ပါဟုတ်အရာလုံးတက်ကံကောင်းတယ်သူကရုပ်ကြရကံကောင်းတယ်ပေါ့နော်အဲ့ရအရာစကားရပြောမစရုပ်ကြရကံကောင်းမှာပေါ့ကမ္ဘာလေးอ่ะဒီနေ့ကိုပြောတော့တက်ကတော့ဘာလဲဟိုခလေးမြမြရပါစေခလေးအများကြီးမွေးနိုင်ပါစေပြောရှယ်အဲတော့ ရုပ်ရှင်နဲ့ထိုက်ရိုက်မှာဆိုတော့ Academy တွေလည်းအများကြီးရပါစေလို့ဆုတောင်းပေးပါတယ်ရှင့်